သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မှာယမန်နေ့ညပိုင်းငလင်လှုပ်ခတ်ခဲ့တဲ့အတွက်ပြည်သူများလမ်းပေါ်ဆင်းပြေးချိန်လူငယ်တချို့စစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မှာယမန်နေ့ညပိုင်းငလင်လှုပ်ခတ်ခဲ့တဲ့အတွက်ပြည်သူများလမ်းပေါ်ဆင်းပြေးချိန် လမ်းပေါ်မှာထွက်လာတဲ့လူငယ်တချို့ကိုစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရတဲ့လူငယ်တချို့ရဲ့မိတ်ဆွေတချို့ကပြောဆိုပါရယ်။ယမန်နေ့မေလ6ရက်နေ့ည10:55မိနစ်အချိန်ရန်ကုန်တိုင်းလှဲကူးမြို့နယ်ဇေယကွင်းနီမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြု၍ NR Richter's K 3.8အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းငလင်တစ်ခုလှုပ်ခတ်ခဲ့ပြီးအဲ့ဒီငလင်ကြောင့်ရန်ကုန်မြို့မှာပြည်သူအများစုမှာအထက်မြင့်တိုက်တာများမှာဆင်းပြေခဲ့ကြရပါတယ်။ ယမန်နေ့ညပိုင်းငလင်လုတ်ခတ်ခဲ့မှုကြောင့်ရန်ကုန်တိုင်းလှိုင်မြို့နယ်တရက်ကွက်ဇေယသိတိနှစ်လမ်းမှာလူငယ်အများအပြားအပါအဝင်ပြည်သူများနဲ့အထက်မြင့်တိုက်များပေါ်မှာဆင်ပြေကြကြောင်းငလင်ကိုစိုးရင်၍ညနေတီအထိလမ်းပေါ်မှာပြည်သူများရှိနေစဉ်လှိုင်မြို့နယ်တရက်ကွက်ဥက္ကဋ္ဌစစ်သားတချို့နဲ့အပေါင်းအပါများကလူငယ်တအူးကိုလာရောက်ဖမ်းဆီးသွားခဲ့ကြောင်းအဆိုပါလူငယ်မှာစစ်မှုထမ်းရန်အလဲကျနေသူဖြစ်ကြောင်းသိရှိရပါတယ်။ငလင်ကြောင့်အောက်ကိုဆင်ပြေလာတဲ့အချိန်အုတ်ကြီးကတူရှာနေတဲ့လူငယ်ကိုစစ်မှုထမ်းရမယ်ဆိုပြီးဖမ်းသွားပါတယ်။ လမ်းနဲ့ကအခြားလူငယ်တွေလည်းရှောင်လို့မရဘူးအချိန်တန်ရင်စစ်မှုထမ်းရမယ်ဆိုတာနားလည်ထားဆိုပြီးအော်ငေါက်ဖမ်းသွားတယ်လို့ဖမ်းဆီးခံရသူလူငယ်ရဲ့မိတ်ဆွေတို့ကရှင်းပြပါတယ်ရန်ကုန်တိုင်းအတွင်းယခုရက်ပိုင်းမှာအဲဆင်းစစ်ပြီးလူငယ်တချို့ဖမ်းဆီးခြင်းညပိုင်းစစ်တပ်နဲ့ရဲကကင်းလဲပြီးဖမ်းဆီးခြင်းညနေပိုင်းလမ်းသွားလမ်းလာနဲ့အလုတ်ပြန်လူငယ်များကိုဖမ်းဆီးခြင်းစတဲ့ပုံစံမျိုးစုံနဲ့စစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများကိုစစ်တပ်ရဲပြည်စောတီးနဲ့ရက်ကွက် အုပ်ချုပ်ရေးအဖွဲ့များကလှုံ့ဆော်နေကြောင်းစုံစမ်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူမြို့နယ်မင်းတက်တောင်တိုက်ပွဲမှာအင်အား80ကျော်ပါတပ်မကိုကိုစစ်ကြောင်းအဆက်အသွယ်ပြက်ပြောက်ဆုံးနေပြီးလက်ခမော်ကြေးရွာအနီးစစ်တပ်စခန်းကိုအေအေကတင်ပိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းတက်တောင်မှာရှိတဲ့စစ်တပ်ကာကင်စကန်တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်မှအင်အား80ကျော်ပါတပ်မကိုကိုစစ်ကြောင်းမှအဆက်အသွယ်ပြက်တောက်သွားကြောင်းစစ်တပ်သတင်းအရင်းမြစ်ကပြောဆိုပါရတယ်။မေလ2ရက်နေ့ကြောက်ဖြူမြို့နယ်မင်းတက်တောင်မှာရှိတဲ့ စစ်တပ်ကကာကင်စကန်တခုကို AA ကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီလိုတိုက်ခိုက်ရမှာရင်းစကန်နဲ့ပတ်ဝန်းကျင်မှာတက်ဖြန့်ထားတဲ့အင်အား80ပါစစ်တပ်စစ်ကြောင်းမှာအဆက်အသွယ်မရတော့ဘဲပျောက်ဆုံးနေကြောင်းတက်တဲ့ရင်အင်းမြစ်ကရှင်းပြပါတယ်အဲ့ဒီစကန်မှာကအင်အား90ကျော်နဲ့ကင်းမုံက30ကျော်လောက်ရှိတယ်အဲ့ဒါအဆက်အသွယ်မရတော့ဘူးမေလ3ရက်ကလေးကအဲ့ဒီစစ်ကြောင်းကအဆက်အသွယ်ပြတ်တောက်သွားတာလို့တက်တဲ့ရင်အင်းမြစ်ကဆိုပါတယ်အဆိုပါမင်းတက်တောင်ကာကင်စကန်တိုက်ပွဲနဲ့ပတ်သက်ပြီး AA ကတရင်ထုတ်ပြန်မှုတစုံတရာလှုပ်ဆောင်ခြင်းမရှိသေးပါဘူး။ အလားတူရခိုင်ပြည်ကြောက်ပြူမြို့နယ်အတွင်းအာနာသိန်းစစ်ကောင်စီတပ်နဲ့အရခတ်တပ်တော် AA တို့ကြားတိုက်ပွဲများပြင်းထန်နေခဲ့ပြီးဧပြီလနောက်ဆုံးအပတ်နဲ့မေလပထမပတ်အတွင်းကြောက်ပြူမြို့နယ်စစ်ကောင်စီရဲ့အမှတ်30နဲ့ရစ်တက်ရင်အနီးနဲ့တညဝရီရေတက်စကန်အနီးတို့မှာစစ်ကောင်စီနဲ့ AA တို့တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရှိရပါတယ်။ကြောက်ပြူမြို့နယ်တိုက်ပွဲအတွင်းဒဏ်ရာရရှိထားတဲ့တပ်သားများကိုစစ်ကောင်စီကစစ်တွေစေယုံနဲ့တပ်နယ်စေယုံများကိုပို့ဆောင်ကုသပေးနေကြောင်းစစ်တွေမြို့သတင်းအရင်းမြစ်ကပြောပါတယ်။အရေးအတွက်ကတိတိကျကျတော့မသိဘူး။ ကြောက်ဖြူတိုက်ပွဲကဒံယာရတပ်သားတွေကိုစစ်တွေစစ်ရုံကြီးမှာလာရောက်ကုတာပေးနေတယ်။သူတို့တပ်သားတွေထားတဲ့နေရာကိုပြည်သူတွေကိုဝင်ခွင့်မပေးဘူး။ပြီးတော့တပ်နဲ့စစ်ရုံတွေကိုပို့ထားတယ်။စစ်ကုတာဖို့ရောက်လာတာက3-4ရက်လောက်တော့ရှိနေပြီလို့၎င်းကပြောပါတယ်။ကြောက်ဖြူမြို့နယ်တိုက်ပွဲမှာအာရခတ်တပ်တော် AA ရဲ့ထိုးစစ်ကြောင့်စစ်ကောင်စီဘက်မှအထိနာနေပြီးစစ်ကြောင်းတချို့နောက်ဆုတ်သွားတဲ့အခြေအနေရှိနေတယ်လို့ကြောက်ဖြူသတင်းအရင်းမြစ်ကဆိုပါတယ်။အမှတ်30ရက်ရက်ရင်းနဲ့ဒညောဘော်ရီရေတက်စကန် တစ်ပုတ်တောင်ရေတက်စကန်အနီးမှာစစ်တပ်နဲ့ကာကင်းတွေကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်နေတာတချို့ကာကင်းစကန်နဲ့တက်စကန်တချို့ကိုအေအေကနေရာဝင်ယူထားနိုင်တယ်လို့သိထားတယ်စစ်ကောင်စီစစ်ကြောင်းတွေကာကင်းစကန်တချို့ကလည်းအမှတ်30နှစ်ပတ်ကိုနောက်ဆုတ်သွားတာရှိတယ်လက်ခမော်တက်စကန်ကိုတောင်အေအေကသိမ့်ပိုက်လိုက်ပြီလို့သတင်းရရှိထားတယ်တီးကြတော့အတိမပြုတ်နိုင်သေးဘူးကြောက်ဖြူတိုက်ပွဲကတော်တော်လေးကိုပြင်းပြင်းထန်ထန်ဖြစ်လာနေတယ်လို့ပြောလို့ရပါတယ်လို့ကြောက်ဖြူသတင်းအရင်းမြစ်ကဆိုပါတယ် ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲမှာလအနှဲငယ်ကြာဂျိုကြာဂျိုကြာတိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးယခုရက်ပိုင်းမှာအေအေကထိုးစစ်အရှိန်မြင့်တင်လာခြင်းကြောင့်တိုက်ပွဲမှာပုံမပြင်းထန်လာလျက်ရှိတယ်လို့သိရှိရပါတယ်။အဲ့ဒီတိုက်ပွဲများကြောင့်ကြောက်ဖြူမြို့နယ်မှာရှိတဲ့ကြေးရွာပေါင်း20ထပ်မင်းနဲ့မှာထွက်ပြေးတိမ်းရှောင်နေရပြီးတောင်းနဲ့ချီးတဲ့ပြည်သူများနဲ့အိုးမဲ့အိမ်မဲ့ဒုက္ခဖြစ်နေကြကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒလမှာကျောင်းသူ2ဦးကိုတရုတ်မယားအဖြစ်စီရင်ခဲ့တဲ့တရုတ်နိုင်ငံသားကိုထောင်ဒဏ်73နှစ် စကပြန်လင်မယားကိုထောင်တန်း10နှစ်စီချမှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒလမြို့နယ်မှာအမျိုးသမီးငယ်ចောင်းသူနှုတ်ဦးကိုတရုတ်မယားပြုတ်လုရန်စီယုံခဲ့တဲ့တရုတ်နိုင်ငံသားနဲ့စကပြန်လင်မယားဖြစ်သူတို့ကိုလူကုန်ကူးမှုတားဆီးနိုင်နေရေးဥပဒေပုံမှန်နဲ့ဖမ်းဆီးပြီးထောင်တန်းချမှတ်လိုက်ကြောင်းရဲတပ်ဖွဲ့နဲ့နှိစက်သူထံမှသိရှိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကဒလမြို့နယ်ကမာကစီရက်ကွက်မှာနေထိုင်တဲ့ចောင်းသူနှုတ်ဦးကိုတရုတ်အမျိုးသားတအုပ်နဲ့စကပြန်လင်မယားနှုတ်ဦးတို့က တရုတ်မယားအဖြစ်လက်ထက်ထိမ်းမြရန်စီယုံပြောဆိုနေတဲ့ရုတ်တံဖိုင်များလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။အဲဒီလိုပြန့်နှံ့ပြီးနောက်၎င်းတို့ကိုဥပဒေနဲ့အညီအေးအေးယူပေးရန်အမှုဖွင့်တိုင်တန်းချက်အရဖေဖော်ဝါရီလ6ရက်နေ့ကပင်တလရဲစခန်းမှာလူကုန်ကူးမှုတာစီနေနေရေးဥပဒေပုံမှ35ငင်းဆောင်44နဲ့အမှုဖွင့်လက်ခဲ့ကြောင်းရဲတပ်ဖွဲ့နဲ့နှိစက်သူထံမှသိရှိရပါတယ်။ရန်ကုန်လေစိတ်ကနေထိုင်းနိုင်ငံကိုတွားဖို့လှုပ်ထားတာသူတို့ကရန်ကုန်လေစိတ်လဝကကိုရောက်လာတဲ့အချိန်မှာဖမ်းဆီးခံရတာလို့ရဲတပ်ဖွဲ့နဲ့နှိစက်သူကပြောဆိုပါတယ်။ တရုတ်မယားအဖြစ်စီယုံပြောဆိုခဲ့တဲ့စကားပြန်ဖြစ်တဲ့တလမြို့နယ်အောင်စုံဥခဟာမီဒူလာနဲ့ဇနီးတီတာအောင်တို့ကိုတွန်တေးခရိုင်တရားရုံးရာဇဝတ်ကြီးမှုအမှတ်20မြင်းဆောင်2025လူကုန်ကူးမှုတားဆီးနေနေရေးဥပဒေပုံမှ35မြင်းဆောင်44အရအလုတ်နဲ့ထောင်ဒဏ်10နှစ်ချမှတ်ခဲ့ကြောင်းသိရှိရပါတယ်။ဒါပြင်တရုတ်နိုင်ငံသားဖြစ်သူမစ္စတာလော်ဖီဆိုသူကိုတွန်တေးခရိုင်တရားရုံးရာဇဝတ်ကြီးမှုအမှတ်20မြင်းဆောင်2025လူကုန်ကူးမှုတားဆီးနေနေရေးဥပဒေပုံမှ 35မြင်းဆောင်44ရအလုံးနဲ့ထောင်တန်း10နှစ်ချမှန်လိုက်ပြီးဒလမြို့နယ်တရားရုံးကလည်းရဇဝေကြီးမှုအမှတ်33မြင်းဆောင်2025 1948လူဝင်မှုကြီးကြပ်ရေးအဥပဒေပုံမှန်73တအရအလုံးနဲ့ထောင်တန်း3နှစ်ချမှတ်ခဲ့၍စုစုပေါင်းအလုံးနဲ့ထောင်တန်း73နှစ်ချမှတ်လိုက်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တိန်ခွန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား12ဦး KNU တပ်မဟာ၄ထံလက်နက်နဲ့တူခိုးလုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းမြန်မာနယ်စပ်ကုံတွရေးလမ်းမှာရှိတဲ့တိန်ခွန်းကျေးရွာဝင်းကျင်မှာငားလာနေပါအကြဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား12ဦးကလက်နက်နဲ့အတူဗက်ပြောင်းခိုးလုံလာကြောင်းတော်လိုင်းရေးတပ်ဖွဲ့ဝင်တချို့ထံမှသိရှိရပါတယ်။ယမန်နဲ့ဒီဇင်ဘာလ18ရက်နေ့မှယနေ့အထိတိန်ခွန်းရွာဝင်းကျင်မှာတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီးအဲ့ဒီကာလအတွင်းစစ်ကောင်စီတပ်သား12ဦးလက်နက်နဲ့အတူခိုးလုံလာခြင်းဖြစ်ကြောင်း KNL တရင်17ရက်တက်စိန်မှုကိုချစ်ကပြောပါတယ်။စစ်ကောင်စီရဲ့ခမာရ431တရင်ကစစ်ကောင်စီတပ်သား3ဦး ခမာယာ2ရှစ်3ရက3ဦးနဲ့ခလာယာ7ခွန်က6ဦးက MA1 တနက်9လက် MA2 တနက်2လက်အပါအဝင်လက်ပစ်ပုံ6လုံးနဲ့တက်မဟာလေလက်အောက်ခံ KNL တရင်17တန်ခိုးလုံးလာကြောင်း၎င်းကဆိုပါတယ်ဝင်လာတဲ့တပ်သားအများစုကထိုင်းကနေကော့တောင်းပြန်ပို့ခံရပြီးတပ်သားစုဆောင်းခံရတဲ့သူတွေဖြစ်တယ်ကနမှာဂီတာတီးနေချိန်ပေါ်တာဆွဲခံရသူလဲပါတယ်လို့ KNL တရင်စက်တစ်ကတပ်ဖွဲ့ဝင်တအုပ်ကပြောပါတယ် ငားလာနေပါကြာနေတဲ့တိန်ခွန်ရွာတိုက်ပွဲမှာစစ်ကောင်စီရဲ့ခလာရတစ်တုံညာတုံတက်ရင်မှတက်ရင်မှုတူတူတက်ရင်မှုတူအပအဝင်ထိကိုက်သေးဆုံးသူ150ခန့်ရှိကြောင်း၎င်းကဆိုပါတယ်အဆိုပါပြောဆိုချက်နဲ့ပတ်သက်ပြီးတဝဲဝက်အနေနဲ့တိကျအတိပြုနိုင်ခြင်းတော့မရှိသေးပါဘူးဗတ်ပြောင်းခိုးလုံလာသူတူကိုကြက်သိန်း90စီထောက်ပံ့ပေးအပ်ခဲ့ကြောင်းအထက်ပါတက်ရင်ရဲ့တပ်ဖွဲ့ဝင်များထံမှသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရီမဲမှာဘုံကျဲတိုက်ခိုက်မှုရစ်တံပေးမယ်လို့ထရန့်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အီရန်ရဲ့မဟာမိတ်ဟူတီအဖွဲ့ဟာအရှေ့အလယ်ပိုင်းမှာအရေးကြီးတဲ့တင်မောလမ်းကြောင်းတွေကိုဟန်တာနောက်ဆက်ချင်းကနေရပ်တန့်ဖို့သဘောတူပြီးနောက်မှာအမေရိကန်ကလည်းယီမန်မှာရှိတဲ့ဟူတီတပုံတွေအပေါ်ဘုံကျဲတိုက်ခိုက်ခြင်းကိုရပ်တန့်လိုက်မှာဖြစ်ကြောင်းမေလ6ရက်နေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောပါတယ်။ဘေးဥပုံရုံးခန်းမှာကနေဒါဝန်ကြီးချုပ်နဲ့တွေ့ဆုံချိန်မှာထရမ့်ကဟူတီတွေကသူတို့စစ်ကိုဆက်မတိုက်ချင်တော့ဘူးလို့ပြောကြောင်းကြေညာခဲ့ပြီးအဲ့ဒီသတင်းစကားအပေါ်အသေးစိတ်မပြောခဲ့ပါဘူး။အပေးယူလောက်တာမဟုတ်ဘူး။ဟူတီတွေကငါတို့ကိုလည်းကျေးဇူးပြုပြီးဘုံထက်မကျဲပါနဲ့တော့ မင်းတို့တင်းမောတွေကိုလည်းငါတို့တိုက်ခိုက်တော့မှာမဟုတ်ဘူးလို့သူတို့ကပြောတာသူတို့မတိုက်တော့ဘူးဆိုရင်ငါတို့လည်းဘုံကျဲတာရက်ပေးမယ်အရေးကြီးတာကသူတို့စကားသူတို့တာဝန်ယူရမယ်လို့ထရမ့်ကပြောပါတယ်2023ခုနှစ်အောက်တိုဘာလ9ရက်မှာပါလက်စတိုင်းစစ်သွေးကြအဖွဲ့ကအစ္စရေးကိုတိုက်ခိုက်မှုအပြီးအစ္စရေးကဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ဟာမတ်စ်တွေကိုစစ်ရေးအရာထိုးစစ်ဆင်လက်တုံပြန်လာခဲ့ခြင်းကစပြီးဟူတီတွေဟာပင်လယ်နီမှာအစ္စရေးနဲ့ကုန်သွယ်တင်းမောတွေကိုပြတ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ် ဝါရှင်တန်ဟာတင်မောတွေကိုဘုံပေါက်ခွဲတိုက်ခိုက်မှုတွေမလုပ်တော့ဘူးဆိုတော့ဟူတီတွေရဲ့စကားကိုလက်ခံပေးမယ်လို့အမေရိကန်သမ္မတကပြောခဲ့တာဖြစ်ပါတယ်။ယီမင်နိုင်ငံမျိုးတော်ဆာနာနဲ့အဓိကနိုင်ငံတကာလေဆိပ်တုပ်ကိုပြတ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အစ္စရေးတို့ရဲ့နောက်ဆုံးတိုက်ခိုက်မှုတွေကိုတုံ့ပြန်ဖို့ဟူတီတပုံတွေကကတိပြုလိုက်တယ်လို့အယ်ဂျာဇီရာသတင်းဌာနကမေလ6ရက်နေ့မှာပြောပါတယ်။အင်ကာနေကတိုက်ခိုက်မှုအတွင်းလူ3ယောက်ထက်မနည်းသေဆုံးပြီး35ယောက်ဒဏ်ရာရခဲ့တယ်လို့ဟူတီတွေနဲ့ဆက်နွယ်တဲ့အယ်မာစီရာရုတ်တံကပြောပါတယ်။ ဒါဟာနှစ်ရက်အတွင်းဒုတိယအကြိမ်တိုက်ခိုက်ခံရတာဖြစ်ပြီးလူ၃ယောက်သေဆုံးတယ်လို့ရုတ်တံကပြောပါတယ်တိုက်ခိုက်မှုတွေဟာအစ္စရေးချွတ်ချုံကြခြင်းရဲ့နောက်ထပ်အထောက်ထားအဖြစ်ဟူတီနိုင်ငံရဲ့ဘီရိုကကြေညာချက်ထုတ်ပြန်ရှုံချခဲ့ပါတယ်။အဲဒီနောက်လိစကားတွေပြောကြပြန်ပြီးဆိုတဲ့တော်လန်ဘတ်တော်သားရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။နောင်တရပါပြီတို့ပြည်သူတွေကိုတောင်းပန်ပါတယ်တို့အထက်ကအမိန်ပေးလို့လောက်ရတာပါတို့မိသားစုနဲ့အေးအေးချမ်းချမ်းပြန်နေခြင်းပါတယ်တို့ တက်ထဲမှာကြံခဲ့တဲ့ဗိုလ်ချုပ်တွေဗိုလ်မှူးချုပ်တွေနဲ့ရဲဘော်ရဲဘက်တွေကိုလည်းအတိပေးကျင်တာကပြည်သူပဲရက်တည်ပြီးစစ်အာဏာရှင်ကိုဆန့်ကျင်ကြပါလို့လို့စတဲ့စတဲ့စတဲ့စကားတွေကိုကြားရတာမြင်ရတာသိရတာဟာကျုပ်တို့ရဲ့နားတွေထဲမှာအဆင်မပြေဘူးကျုပ်တို့ရဲ့မျက်စိထဲမှာတောင်းမကြိုးဘူးကျုပ်တို့ရဲ့အသိစိတ်ထဲမှာဒီကောင်းတွေဟာမယုံကြည်ရဘူးဟဟမတကယ်ဟဟပါပဲတဲ့ပြောရရင်ဖမ်းမိတဲ့အခါကျမှဒီကောင်တွေရဲ့ဗဇက်ကထွက်လာတဲ့စကားမှန်သမျှကိုလိစကားတွေကြီးပဲလို့သတ်မှတ်တယ် အခုနောက်ဆုံးအနေနဲ့ဖမ်းမိထားတဲ့ခွန်ခွန်တက်မှမှုအောင်သက်ဦးတယောက်ထဲရဲ့ပါဇက်ကတည်းအခုလိုလိစကားတွေထွက်ခဲ့တာမဟုတ်ဘူး။ကရင်ဒီမှာဘုံကျဲခဲ့တဲ့လေရင်မှုခိုင်တန့်မိုးကအစရှမ်းမြောက်မှာဖန်စီခံခဲ့ရတဲ့ဗိုလ်မှူးချုပ်တွေအလဲရခိုင်နာမခမှာလက်နက်ချခဲ့တဲ့တိုင်းစစ်ဦးစီးဆိုတဲ့ကောင်တွေအစုံအကုန်လုံးကအဖမ်းခံရပြီဆိုရင်မယားသေးမျက်ခွက်တွေနဲ့လိစကားတွေကြီးပြောခဲ့ကြတာပဲဟုတ်မဟုတ်ရှမ်းမြောက်အဖွဲ့ကပြန်လွတ်လိုက်တဲ့ဗိုလ်မှူးချုပ်ဆိုတဲ့ကောင်တွေကိုကြည့်ပါ မအားလာပေးတဲ့ယာရူးရိုးတွေယူပြီးပြည်သူတွေပေါ်ကိုဘုံကျဲနေတာများနှစ်ဆတိုးပြီးတော့ကိုကျဲနေတာအလုံးမြင်နေမဟုတ်လားသူတို့တွေမကဘူးဖမ်းမိခဲ့တဲ့မအားလာအောက်ချီတက်သားဆိုတဲ့ကောင်တွေကိုကြည်အောင်လားပေါ်တာဆွဲခံရတာပါတို့အလုတ်သွားရင်အဖမ်းခံပြီးပတ်ဆတဲ့ရောက်လာတာပါတို့တင်တန်းပြပြချင်းရှေတန်းကိုတန်းပို့တာပါတို့အထက်အရာရှိကနှိပ်ဆက်လို့ထွက်ပြေးရတာပါတို့ထမင်းမကြွေးဘူးအငက်ထားတယ်တို့တဏ္ဍလည်းမပြစ်တတ်ဘူးမိရှုတဲ့အထက်လည်းကျွန်တော်မပါဘူးပြည်သူကိုလည်းတခါမှမနှိပ်ဆက်ဘူး စသဖြင့်စသဖြင့်လိစကားတွေကြီးပြောတော့တာပဲမဟုတ်လားဟုတ်မဟုတ်ပြန်လေ့လာကြည့်ရင်တွေ့ရပါလိမ့်မယ်လက်နက်မဲ့ပြည်သူတွေပေါ်တေရဲတဲ့ကောင်ထွက်ခဲလို့ပြောခဲ့တော့ကဒီလိုစောက်ခွက်တွေနဲ့ဒီလိုလေတံတွေမဟုတ်တာတော့တေကြတယ်ဏီကုန်းချုပ်ရရင်ဖမ်းမိပြီးလို့လိုချင်တဲ့အချက်လက်တွေရရင်တည်င်းတွေတက်တေတွေထွက်ချက်တွေရထားပြီးပြီဆိုရင်စံကုန်ပါတယ်မြေလဲလေးပါတယ်အချုပ်ချထားလဲနောက်ကြော့စိတ်မချရပါဘူးဒီကောင်တွေမပါလို့လဲကျုပ်တို့တော်လန်ရဲကဘာမှမဖြစ်သွားဘူးဂုံဂုံပြောမယ် ပြည်သူတွေလှူတာပြည်သူတွေတန်းတာပြည်သူတွေထောက်ပို့တာတွေဟာကျုပ်တို့ရဲ့ကလေးတွေကျုပ်တို့ရဲ့ PDF ရဲဘော်တွေအတွက်ပဲဖြစ်တယ်။ဒီကောင်တွေမျိုးဖို့ဒီကောင်တွေကိုစင်ဖို့ဒီကောင်တွေတောက်ဖို့စောက်တပြားသားမှမပါဘူး။ဖယားပေးပေးကြံပေးပေးစောက်စေတနာလဲတစက်မှကိုမရှိပါဘူး။ဒီတော့ထွက်ပြေးတယ်လက်နဲ့လှူတယ်ပြစ်ခတ်ဖမ်းဆီးလိုက်ရတဲ့အတွက်အသက်သေးဆုံးတယ်လို့ပဲလုတ်ပြစ်လိုက်ပါ။ငါတို့အဲ့တရင်ပဲကြားကျင်တယ်ငါတို့ဒါပဲလိုချင်တယ်။ဤစကားမှန်ကန်ကြောင်းတစ်စာပြုတ်ပါတယ်။တော်လိုင်းရင်အောင်ပါစေဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ ။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ချမ်းမြေ့ကြပါစေခင်ဗျာ။